မင်္ဂလာပါရှင်ရောင်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ကေယုန်နယ်ရှေဘောဇာတိုက်ပွဲမှာတေဆုံးသားတမ90ကိုမှတန်ရင်မှုဒူဘုံမှုခြင်းနဲ့ပေါ်ချင်းမဲတပ်တွေအလောင်းနဲ့ပါဝင်စစ်သားအလောင်းတွေကိုစစ်တပ်ကလာမကောက်ရဲ့ PDF တွေကမြေမြုပ်ပြရဇကိုင်းနိုင်ခေုံမြို့နယ်နဲ့ရှေဘောမြို့နယ်ဇာတိုက်ပွဲတွင်တေဆုံးသားတမ90ကိုမှတန်ရင်မှုဒူရယာဘုံမှုခြင်းနဲ့ပေါ်ချင်းမဲတပ်တွေအလောင်းနဲ့ပါဝင်စစ်သားအလောင်းတွေကိုမြေမြုပ်တကြိုပေးလိုက်ကြောင်းခေုံမြို့နယ်ပြည်သူ့ကကော်ရဲဘွဲတောင်ရှေသူကပြောတယ် စတေမာလာ20ရက်နေ့ခေယုံမြို့ပေါ်ရှိစစ်တပ်ကရွှေဘုံမြို့နယ်ခြေဆိုင်လေးကျင်းရှင်နယ်ပေါကုံ6900ဒေါ်လာစစ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကဒုတိယဗိုလ်မှူးကြီးတောင်းနဲ့ဗိုလ်ကြီးမင်းထက်ပါဝင်စစ်သားများပြားတိစုပ်ခဲ့ကြောင်းတော်ပြင်းစစ်သားနှုတ်ကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများပြားတရားရရှိကစစ်ကြောတစ်ခုလုံးပြည့်စည်သွားကြောင်းသိရတယ်။စတေမာလာ20တန်းနေကနေမြင်းရှင်းလေးလောက်ခဲ့အောင်ပါရှင်းလေးလောက်တဲ့အချိန်မှာစစ်သုံးပြည့်စည်ချိုးသိမ်းစီရရှိတယ်။အဖွဲ့ပေါင်းစုံနဲ့ရှင်းလေးလောက်တာဖြစ်တဲ့တချို့တော်လောင်းတွေကမှတ်တမ်းမရဘူး။ ။အများကြီးလောက်ကြအဖြစ်တဲ့အတွက်တိတိကျကျမြေအတွက်နိုင်ပုံကြီးကတော့မင်းထက်လို့ခေါ်တယ်။သူ့ပုံမူကြီးကနာမည်တော့မသိဘူး။အလောင်းကတော့ကောင်းကောင်းသိတယ်။အလောင်းအလုံးကုန်အင်အားတွေစုပေါင်းမြေမျိုးတချို့ပေးလိုက်တယ်။စစ်သားတွေတိုက်စုံနေတဲ့တိုက်ပွဲဖြစ်ပွားနေရမှာစစ်တပ်အမှတ်ရှိလေးကျင်းတန်းနဲ့နှမိုင်ဝင်းကျင်သားဝေးတော်လဲစစ်တပ်ကလုံအောင်လောင်းလာမကောက်ကြအောင်ထို့ကြောင့် PDF တွေကအလောင်းတွေကိုကောက်ယူပြီးကောင်းမှုစွာတချို့ပေးရခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြတယ်။အဆိုပါတိုက်ပွဲတွင်စစ်ကောင်စစ်တပ်သားတွေတုံပြွဲအမေထရီမျိုးစားတန်းနဲ့တလက်အမေဝမ်မျိုးစားတန်းနဲ့ကလည်း PSST 3G3 မျိုးစားတနက်တလက်ကာပိုင်တနက်တလက် BA160 MM Commando စိန်ပြောင်းတိုတလက် MA5 Pistol တို့လိုတဲ့ G3 G ပေါက်3ခု MA5 Pistol G ပေါက်3ခုရှစ်ထွက်မိုင်းလေးလုံးနေမိုင်း2လုံး 60mm ပုံသီးလေးလုံး RPG တလုံးနေမိုင်း2လုံး 60mm ပုံသီးလေးလုံး RPG တလုံး Ina က2လုံး G က8ထုပ်6လုံး5.56ဂျင်နီယာ86တော့ နိုင်ရမကြီးခွန်တတာငွေကျန်52သိန်း9000ကျပ်သိန်းဆီအရွှေခဲ့တယ်။တိုက်ပွဲအတွက်ဖက်စီအရှေ့စစ်တုံမန်နှုံနဲ့တုံးမတန်ရရှိခဲ့သဖြင့်စေဝါကူတာမှုပေးထားပြီးစစ်ပဆန်ဌာနဆိုင်အနေမှာကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကအမှတ်နှစ်ရွှေဘုကအမှတ်3တိုင်ခေယုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်1235ဘကဖိုင်နယ်ခေယုံမြို့နယ်ပလဘာဘူပန်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေဘက်ကအထိခိုက်မရှိကြောင်းသိရတယ်။ဇလက်ပြီးမော်ရမဲလေးလမ်းပိုက်မှာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုစစ်သားနှောင်းသိမ်းဆောင်နိုင်စကိုင်းတိုင်းချောင်းမြို့နယ်မော်ရမဲလေးလမ်းပိုက်မှာဂျပန်စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ဟာစစ်သားနှောင်းသိမ်းဆောင်နိုင်ကြောင်း People Defense Force မော်ရမတောင်ရှိသူကပြောတယ်။ စတေမာလာ20တန်းနဲ့မနက်9:30မိနစ်ခန့်ချိန်ချောင်းမြို့နယ်နေရီကန်ဂိတ်ကနေထော်လိုင်းအင်အား30ခန့်မှာချင်းလင်းစစ်ကြောင်းကိုထော်လိုင်းတပ်ဖွဲ့တွေကနေရီကန်နဲ့ရေပိုးစားကြရှင်နေလာကြောက်ခွဲဆက်နီမပရိသာမိုင်းနှလုံးနဲ့မိုင်းဆက်တိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆက်တိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်ဘက်ကစစ်သားနေအုပ်သိမ်းဆုံးနိုင်ပြီးတော်လိုင်းရေပိုးတွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။စစ်ကွေးတွေဘက်ကထိခိုက်တယ်ရတဲ့စစ်ကွေးတွေကသိမ်းဆုံးနိုင်တဲ့အခြေအနေတော်တော်ဆွဲလို့သိရကျွန်တော်ရေပိုးတွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့ People Defense Force ဆောက်ပုံရမှာတာဝန်ရှိသူကပြောတယ်။ မလားတူစတီမာလာ20ရက်နေ့ကလည်းချောင်းမြွနယ်နဲ့ရေကန်စစ်တပ်ကိတ်ကနေဒိုင်နာ6ဘင်ကတစီနဲ့ထွက်လာတဲ့စစ်သားတွေကို People Defense Force မှရဖွဲ့ကနဲ့ရေကန်နဲ့ရေပိုးစားကြရှိနေလာကြောက်ခွဲဆန်ဒီမှာပြည်သားမိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ပြီးစစ်သားတွေထိခိုက်မှုရှိတော့လည်းအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိကြောင်းသိရပါတယ်ဆလပီထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ CI ဆောင်မှနိုင်ငံကိုလက်မှတ်ပြီးချေကိုပြောင်းလဲရင်ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုကြည့်ဆိုတဲ့စာတမ်းနဲ့ယနေ့မှစတင်ပြီးရိုင်းနှိမ့်ထုတ်ပေး ထိုင်းရောက်မြန်မာနိုင်ငံသားတွေဆိုင်ဆောင်မနိုင်ငံကိုလက်မှတ်စာအုပ်ပြောင်းတဲ့အခါမှာထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည်ဆိုရဲစာတမ်းပါနိုင်ငံကိုလက်မှတ်တွေမှာယနေ့မှစတင်ပြီးရိုက်နှုတ်ပေးထားကြောင်းဗီဇာနဲ့ဘတ်လျှောက်ထားမှုဝန်ဆောင်မှုပေးတဲ့အေဂျင့်တွေထံကနေစုံစမ်းသိရတယ်။ယနေ့ထိုင်းနိုင်ငံမဟာဆိုင်မှာဆိုင်ဆောင်မှပြည်ချင်းနိုင်ငံကိုလက်မှတ်သွားရောက်လဲလဲသူတွေကိုနိုင်ငံကိုလက်မှတ်တွေထုတ်ပေးရမှာရင်းကဲ့သို့ထိုင်းတဲ့နိုင်ငံနဲ့တွေ့တာအသုံးပြုခွင့်ပြုသည်ဆိုရဲစာတမ်းတွေကိုနိုင်ငံကိုလက်မှတ်မှာရိုက်နှိတ်လာခြင်းဖြစ်တဲ့ ဒီနေ့မှစဖြစ်တာကျမတို့ဝင်ဆောင်မှုပွဲမဟာကျိုင်ရုံးမှထွက်လာစားတွေကလောအဲ့လိုဖြစ်တဲ့ CI သမားတွေ PJ ပြောင်းရင်ထိုင်းမဲ့တည်တံပေးရတော့ CI မှ PJ နိုင်ငံကိုလက်မှတ်ပြောင်းလဲဝင်ဆောင်ပေးနေအေဂျင့်ပိုင်ချက်တောင်းကပြောတယ်။ယနေ့စတင်မလာ25ရက်နေ့မှာ CI ဆောင်အစိုင်းကနေ PJ ဆောင်ရချင်ရပြီးတော့ရမြန်မာလုံသမားတဲ့နိုင်ငံကိုလက်မှတ်အားလုံးမှာ Passport for Thailand Only ဆိုတဲ့ထိုင်းတဲ့နိုင်ငံနဲ့တက်တာအသုံးပြုခွင့်ပြုတည်ဆိုတဲ့တစိုက်တုံးနဲ့ရိုင်းနဲ့ထားခြင်းဖြစ်တယ်။ CI ကနေပြည်ချင်းနိုင်ငံကုလမတ်တို့ပြောင်းလဲမှုတွေမှာ Let's Law Passport for Thailand Only ဆိုတဲ့တစိုက်တော်နိုင်ငံကုလမတ်မှထုတ်ခံခြင်းဖြစ်ပြီးမြန်မာတန်ရုံးကထုတ်ပေးတဲ့နိုင်ငံကုလမတ်သက်တမ်းသူတွေမှာအဆိုပါစာတမ်းတွေမပါဝင်သေးဘူးသိရတယ်။ထို့သောဂျပန်စစ်တပ်က CI စာအုပ်ကနေပြည်ချင်းစာအုပ်တို့ပြောင်းသူတွေကို Passport for Thailand Only တစိုက်တော်နိုင်ငံလိုက်ခြင်းကပြည်ချင်းပြောင်းကထိုင်းနိုင်ငံမှာတစ်စင်တတိယနိုင်ငံများစီကိုထွက်ခွာရင်ကြိုးစားလည်မြန်မာလူငယ်တွေကိုလွတ်လပ်စွာသွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်တယ်လို့ထိုင်းအောင်မြန်မာတွေကတုံ့သက်ပြောဆိုကြပါတယ်။ ဆလပီမြောက်ခင်အပြူအကိုမြင်မသိလူချုပ်ဇာနေအခါရေပို့ဆောင်ရောက်ချနေဦးဆိုမကွေးတိုင်းရောဒေတာကံကောမျိုးနယ်ရှိမြောက်ခင်အပြူအကိုမြင်မသိလူချုပ်ကဇာနေအခါရေပို့ဆောင်ရောက်ချနေလို့ဒေတာခန်နေစီကနေသိရတယ်။ကြားဘောက်စုဘက်ကအခိုင်အမာရပ်တည်ပြီးဆရာစမှုတွေများစွာကျွလွထားပြူစောတဲ့အခြေဆိုင်ရမြောက်ခင်အပြူအကိုပြီးခဲ့တဲ့လပိုင်းကလေးကဇာနေအခါနဲ့တခြားသုံးဆောင်ပြည်စီဈေးတင်ရောက်ချနေရမျိုးရှိပေမဲ့ဘသူတွေရောက်ချနေလဲတော့မသိဘူးလို့ဒေတာခန်နေကပြောကြတယ်။ မြောက်ခင်အရာကိုညချင်ရိတ်ခါပြစီတော့ပို့ဆောင်ရချပေးတဲ့လူတော်ကိုပြီးခဲ့တဲ့လပိုင်းမှာကာကွယ်တပ်ဖွဲ့တွေဖမ်းဆီးနိုင်ခဲ့ပြီးသူတို့ကိုနလထိန်သိမ်းကတံခွေချုပ်ပေးဆောင်ခိုင်းပြီးပြန်လွှတ်ပေးခဲ့တယ်။စကိုင်းနိုင်ဆက်ကကလေးကံကိုလည်းဘုမမရှိရဲ့မြောက်ခင်ကအင်ဂျစ်ထောင်ကျော်ရှိဘူဇော်တီအကရွာတရားဖြစ်တဲ့ကျန်းခိုင်ရဲ့မဟာဘူလက်လောက်စီဦးဆောင်မြေဘူဇော်တီဖွဲ့တွေဖွဲ့စည်းပေးခဲ့ရွာဖြစ်တယ်လို့အဆိုပါရွာကနေဘူဇော်တီမဟုတ်တဲ့အရက်သားတွေထွက်ပြေးလာခဲ့ရတဲ့ထောင်ထဲချီရှိပါတယ်။ပြရွာကို ရိတ်ခါရောင်းချရတဲ့ပတ်သက်လို့နောက်ထပ်ဒေသခံတယောက်ကလည်းပြည်စည်းရေကပါပြည်စည်းလဲတော့မသိဘူးတော်တော်များတဲ့ရေထဲကိုမျောတဲ့ငါးချောင်းသမားတွေလာပြန်ပြောတယ်။အထက်ထက်ကလူပါလို့လည်းယူဆရတယ်။ဒေသခံတွေကနောက်ကနေထောက်ပံ့ပေးပြီးရှေ့ကလူတွေတလို့တောင်မကောင်းရွာထဲမှာလူခဲရလွယ်တာမဟုတ်ဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်တုန်းကမြောက်ခင်ရွာမှာဆယ်အဆူလာကန်ဖြူစော်တဲ့ကတော်လင်းရေပေါ်နေရာကိုတစ်ပင်မှာတွဲလောင်းချမိရှုတက်ကနူမဆန်ဆုံးသောရာဇဝမှုကိုကျွလွန်ခဲ့ပြီးဒီလိုလိုရဲကိုရွာထဲမှာရှယ်လွေတိုင်တယောက်ထွက်ချခိုင်းခဲ့တာဖြစ်ပါတယ်။ဆလပီတရက်ကဖြူစော်တီတွေရဲ့ ကင်းပံကတိုက်ခိုက်ခဲ့ရာကင်းမှုပြူတအုပ်သည်မကွေတိုင်းမြိုင်မြို့နယ်တရက်ကန်ပြူစောတိရွာရှိကင်းပံကကိုဒေသတော်လိုင်းတပ်တွေစီနေတိုက်ခိုက်ရာပြူစောတိဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့လို့အညာမြေတပ်ပေါင်းစုကတရင်ထုတ်ပြန်နေပြီးခဲ့စတင်မ24ရက်မနက်6နာရီချိန်ကတရက်ကန်ပြူအဘက်ကနီးကင်းဆောင်နေကြပြူစောတိကိုအနီးကပ်ပြက်ကတ်တိုက်ခိုက်ရာဆေးဥစုဝင်ပြူကင်းမှုတအုပ်တေဆုံးသွားရလို့ဆိုတဲ့တိုက်ပွဲအတွင်းပြူကင်းမှုမျိုးနိုင်ရာနေရာမှာပဲတေဆုံးခဲ့ရလို့သိရတယ် ဒီစစ်စင်ကိုဒီဝိုင်ကပြောက်ကြတဲ့ဖွဲ့နဲ့တို့ညမြေတက်ပေါင်းစုမြိုင်ဘက်ကဖတ်တက်ခွဲတက်မြိုင်ဘက်ကဖတ်တရင်တက်ခွဲလင်းစင်းကြပြည်သူ့ကာကွယ်ရေးတက်ပေါင်းစု PNC Union Brother UB ကမအန်ဒါဂရောင်း PDF ကမတက်ပေါင်းစုဒေါင်းညင်အောင်တက်ဖွဲ့ဒေါင်းမန်တက်ဖွဲ့နဲ့နှွေးညင်အောင်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့တယ်။တရက်ကပြရဲမှာနဲ့စစ်တပ်နဲ့ပြူစော်တီအရာ120လောက်တက်ဆွဲထားပြီးရွာတဲ့ကပြည်သူ150လောက်ကိုလူသားတိုင်းဖြစ်တဲ့အနိုင်ကျင့်တာတွေမတရားခိုင်းစေတာတွေနဲ့ရွာဝန်းကျင်ရှိမိုင်းကွင်းတွေတွင်ကိုဟင်းရွက်ရှာထင်းရှားအချိန်မှာလူခွင့်ချုပ်ပေါက်အနိုင်ယူမှုတွေကိုကျူးလွန်နေရလို့ဆိုပါတယ် နားဆင်အားပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်